နေ့မှာတော့တန်ကောင်းမျိုးလေကအရန်ကိုလှလွန်နေဒါပတ်တံဖေးအကြောင်းတော်ဖူးကြမယ်ဒီဖေးအကြောင်းရဲ့နာမည်က What Pin Chama Pho Pit Do Sit Wan Alarm လို့ခေါ်ပါတယ်ဒီနာမည်ခေါ်ရတဲ့တမိုင်းကြောင်းလေးလည်းရှိရယ်နော် Pin Chama Pho Pit ဆိုတာက Rama ငါးပယင်စူလာလုံကုန်းပယင်တည်ထားတာကိုဆိုလိုတာပေါ့နော် Do Sit ကတော့မင်းတော်ဝင်ဒီ Do Sit နာမည်မှာတည်ထားလို့ပဲဒီနာမည်ကိုပေးထားတာဖြစ်ပါဒီဖေးအကြောင်းမှာထူးခြားတဲ့အချက်တွေရှိသေးရယ်နော်ဘာတွေထူးခြားလဲဆိုတော့ဒီဖေးအကြောင်းကိုအီတလီနိုင်ငံက Calara ကြောက်ဆိုတဲ့ကြောက်မျိုးစားနဲ့တည်ထားတာပေါ့နော်ဒီလို La Pasta ပင်လွန်းနေ ဲ့ထိုင်းရင်သေးမှုနဲ့ပြီးတုကလည်းရာတွေကိုတငငချင်းတို့ဖူးမြော်ခန်းစားလို့ရအောင်ပါနော်ဖခင်ចောင်းဝင်းနဲ့မှာပဲဖူးမြော်လို့ရအောင်မယ်တပယ်လာတဲ့ပௌဒ္ဓရုပ်ပွား52စုရှိရယ်ပေါ့နော်ဒီပௌဒ္ဓရုပ်ပွား52စုဟာဆိုရင်ခေအလိုက်မတူညီတဲ့ပုံစံနဲ့တည်ထားတာပေါ့နော်နောက်ပြီးတော့ဖခင်ចောင်းဆောင်ကြီးတဲ့မှာခရာဖူတာချင်နရထိုင်းတော်မူဖခင်ကြီးရှိရယ်ပေါ့နော်ဒီထိုင်းတော်မူဖခင်ဆိုရင်စုကိုထိုင်းနယ်ဘက်ကသင်းတူတော်ပုံစံနဲ့တည်ထားတာပေါ့နော်ဖခင်ရဲကိုဝင်လိုက်တာနဲ့ဖခင်ရောင်ကြီးတော်တွေနဲ့လုံးဝကိုအေးချမ်းသွားမှာနော်ငါးပတ်တံပေါ်ကဖခင်ចောင်းဖူးရင်းနဲ့ထိုင်းနိုင်ငံရဲ့ င်ကျေးမှုအလတရားကိုခံစားလို့ရအောင်မယ်အပြင်ထိုင်းနိုင်ငံအနှံ့လိုင်းကောင်းနဲ့မင်္ဂလာမြန်မာဆင်းနဲ့အမတ်တရားတွေအခုပဲဖန်တီးလိုက်တော့နော်